ရှာနီကိုရဲ့ရဲ့တစ်ခက်ငါဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာနဲ့သက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါရရှင်အပိုင်းခွန်တစ်ခက်ပြောသောစကားကိုအရင်တုန်းကလိုကန့်ကွက်ခြင်းညှဉ်းဆန်းခြင်းဝင်ရောက်စုပူခြင်းမရှိဘဲတငယ်ချင်းများငြိမ်သက်စွာနားထောင်နေကြသည်အစကတည်းကတိတ်လေလေပတ်ပတ်မပြောတတ်သောတစ်ခက်လည်းနိုင်ငံပြောနေရသဖြင့်၅မိနစ်လောက်မှပြောစရာစကားတွေကုန်သွားသည်ဒါပဲဟာအဲ့ဒါပဲငါလည်းဘာပြောရမှန်းကိုမသိတော့တာ နင့်အဖြစ်ကဒုက္ခပဲတိက္ခတ်ဒီကိစ္စကိုနင့်ဘယ်လိုသွားရှင်းကြမလဲနင့်မပြပါဘူးဆိုတာတက်တီထုတ်ပြရမယ်သူကနင့်ဖေကြီးဖြစ်နေတာဟာဟာမေးစွာလဲဖေဖေကိုတက်တီလုပ်ပြီးဘယ်လိုလုပ်ရှင်းရမှာလဲဟာဒုက္ခပဲတိက္ခတ်အဲ့ဒါဆိုနင့်ဘယ်လိုလုပ်မှာလဲဒီပြဿနာကမသေးဘူးတော့တိက္ခတ်ငါတော့စိတ်ညစ်ပါတယ်ဟာအပါတတ်နိုင်မှာလဲဟာအန်ဒီဟာတိုင်းပေါ့တိက္ခတ်ပုံစံကမတက်တာတော့တဖြင့် ခံတရားပြစ်ချရာကိုလုံးလုံးအရှုံးပေးလိုက်ရတယ်လို့မျိုးပုံစံဖန်ကထားလေသည်။ဟိုကစိတ်မပါဘဲနဲ့လူတယောက်ကိုကြာရတော့မည်ပုံစံမျိုး။ငါတို့မိန်းကလေးတွေဘွားကတီးလောက်ထိကူညီမဲ့နေပြီလား။လုံးဝလက်မခံနိုင်ဘူး။ဒီကောင်လာရင်ဒီကိစ္စရှင်းရမယ်။ကိုမချစ်မှတ်တဲ့တတ်တဲ့လူတယောက်ကိုဒီလိုနှီးမျိုးနဲ့ရီးစားလောက်ရမှာလား။ဘာမှကြောက်နေတဲ့ခက်။ခြေနေမှန်ကိုရဲရဲသားရှင်ငါတို့ရှိတယ်။ချောစုကလည်းဟာငါဘက်ကဘလို့ရှင်းပြမလဲ။ ဟာရအောင်ရှင်းရမှာပေါ့ဒီတံမီးလေးသုံးချက်နဲ့နင့်ပွားအောင်နင့်ကလဲချင်လို့လားလုံးဝတိတ်ပဲမရှိတာတကယ်ချင်းတွေအလုံးကတိတ်ခက်ဖက်ကနေမကံမရနိုင်ဖြစ်နေကြသည်ဒီပုံစံတိုင်းဆိုရင်တော့မလွယ်တိတ်ခက်လိုချင်တော့သူ့ကြောင့်လည်းမပါ90ကောင်နဲ့လည်းချစ်သူဖြစ်ဆိုတာမျိုးလုံးလို့မရနိုင်တော့ဟုတ်တယ်တိတ်ခက်နင်အမှန်တိုင်းသာပြောပြဒီကောင်ရုံရုံမြုံမြုံကောင်နဲ့ဆိုင်မဒါပဲကိုယ့်ဘက်ကတက်တည်မရှိလို့တရားရုံးမှာမှုရှုံးတာမျိုးချစ်ကိုလာလို့လို့ရမယ်လား ။အနေနဲ့ကလည်းဟဲ့နေပါဦးတိခတ်ပြောတာ။ဒီမှာတိခတ်နင်းပျော့ပျော့ကြောက်ကြောက်နဲ့လောက်မင်းနဲ့နေပါပါငါတို့အားလုံးရှိတယ်။ဘာမှခရုဆိုင်စာမလုပ်ဘူး။နေကြပါဦးဆိုပါဒီလိုပါတိခတ်ပြောတာ။အဲ့ညာအဖေကတကိုးထင်ပြီးတော့ဓမီနဲ့ထိုးလို့အဖေပေးမိသွားတာလို့။ကိုလေးအားလေးအဖေကမထိုးလဲတိခတ်ကထိုးပြမလို့ပါလို့အဲအဲ့ဒါပြောတာ။ တစ်ခတ်ကိုတငယ်ချင်းတောင်းဦးစလုံးကဝိုင်းကြည့်ကအော်လိုက်ကြခြင်းဖြစ်သည်။ဟိုးဟိုလီကွာတံပီးကဖေဖေးစီမှာဆိုတော့လေအဲအဲအဲ့ဒါပေါ့ကွာဖေဖေးကမပြလဲခွေးဆုံးမကြောင်ဆုံးမလွယ်အိတ်တွေစားအုပ်တွေတိခက်ကြောပေါ်သူတအုံအုံကြာကလာလေသည်တိခက်လည်းလက်ကလေးတစ်ဖက်ဖြင့် ကျိုကကာရင်ဘော်ရာတွေပြီးတော့အဖြစ်ကိုလက်ခံယူလိုက်ပါသည်အားလုံးကိုပုတ်ပွင့်လင်းလင်းဖွင့်ပြောလာရသဖြင့်တိတ်ခတ်စိတ်ထဲမှာဘာမှလေးလံရှက်ရွံ့မှုမရှိတော့ပါနင်ကိုယ်တိုင်ကကိုကြိုက်ချင်နေရမဟုတ်လားခွေးဆုံးမဟွန်းကဲထားတော့နင်ဘယ်လောက်ထိအသုံးမချဘူးလဲဆိုတာငါတို့ပြောပြမယ်နင်နဲ့သူနဲ့အခုပြည့်ဝင်ချစ်သူတွေဖြစ်နေပြီနင့်ချစ်သူနာမည်နင်သိရလားပြပြဆွေဆွေပြောတော့မှတိတ်ခတ်တရိယာသည် သူ့ဓာမဲရင်းကိုတိတ်ခဲ့မသိ90ခန်းဟူသာလွယ်တကူခေါ်နေခဲ့ကြသည်စကားပြောသည့်အခါသူကမိတ်ဆက်ကသူ့အမိကိုပြောပြတာမရှိတယ်လို့တိတ်ခဲ့ကလည်းမမေးမိခဲ့ကြပြော့လေမင်းချစ်သူနာမည်ဘယ်လိုခေါ်တယ်လဲဟိုလီအဲနာမည်ဆိုတာလေပြည့်ညတ်ပါကွာအေးကြီးတာလေအဲသူတိခက်ကိုတကယ်မြန်မြန်နုံနုံချစ်ဖို့ပဲလိုတာပါသူတကယ်ချစ်တယ်ဆိုတာတိခက်ကရှုံးနေဟိုခု90ကောင်လို့ခေါ်တယ်မဟုတ်လား ပြီးတော့ချစ်စနုနဲ့ငားလို့တာဖျားဆွတ်ခေါ်လို့ရသေးတယ်ဒီတကဝိုင်းထူကြတာကိုတော့တိခက်မခံနိုင်တော့ထွက်ပြေးယူပါသည်ဂျက်စင်အောက်ကထွက်ပြေးတော့တိခက်ကရီမောက ပြေးတယ်လို့နောက်ကလိုက်ထူရိုက်ကြတော့ချွားဆူတို့အုပ်စုကလည်းရီမောကလိုက်ကြခြင်းဖြစ်သည်ထို့သောရီကမောကပြေးထွက်လာတော့တိခက်ဂျက်စင်နေဘေးမှာထင်မှတ်မထားပါပဲ သူ့ကိုဘွားကနေသွားဆုံးလေသည် တိခက်ကြောင်ကြီးကရက်သွားသည် နောက်ကအုပ်စုကလည်းချင်းနေကိုသဘောပေါက်ကဆက်မလိုက်ကြတော့ပဲရက်သွားကြသည်သူကလည်းဖလန်ထဲနှွေးအင်ကြီးလေးကိုဝှက်ခါထား၏ညကမိုးမိပြီးနေမကောင်းဖြစ်တယ်ထင်ပါရဲ့ဟုတိခက်ကခေါင်းကိုငုံကာထားရင်းတွေးမိသည်တိခက်အနာတို့ရောက်လာတော့အရေးတကူနဲ့နုညံ့သောခေါ်တန်ကြောင်တိခက်ရင်ထဲမှာရှဲကနေနှွေးသွားသည်ညကမိုးမိသေးလားဟုတ်တယ်တိခက်ဟိုကောင်လေးတော့အကုန်လဲကုန်ပြီ ကိုကတော့တိခက်ကိုအရန်တွေ့ချင်တာနဲ့အာတမီထလာခဲ့တာညကတိခက်အဖြေပေးတာဟုတ်ပါတယ်နော်။အိုးငါ့လည်းချက်မမင်းနေတော့ကွာ။ညာဘာဖြစ်နေလို့လဲ။ငါဘာဖြစ်လို့လဲ။ကိုကိုခေါ်တာငါ။ငါဟုတ်လား။တိတ်ခက်ရှိမှသာ၆နှစ်ကြီးရှိနေရင်ချက်ချင်းခုံချဖို့ကောင်းလောက်အောင်ပင်ရှက်ဖို့ကောင်းပါသည်။ ။စိတ်ထဲမှာခေါ်ခြင်းရနေတော့အသည့်စိတ်ကနောက်ကြကအတန်ကအရင်ထွက်သွားမိသည်။ဘာကိုရှက်ခါဘာကိုဒေါသထွက်ရမှန်းတိတ်ခဲမသိ။နောက်ဆုံးတော့သူ့ကိုပဲဒေါသထွက်ပြစ်လိုက်သည်။သွားကသွားအလကားပဲဟုတ်တယ်ဟုတ်တယ်သွား။တိတ်ခဲတိတ်ခဲဆိုရင်တော့အော်တန်နဲ့တူသူနောက်ကလိုက်လာသည်။ဟုတ်တယ်လေ။တိတ်ခဲမှာအီးစားရနေပြီပဲ။ဘာကိုဒေါသထွက်ရမှန်းမသိတော့ရင်အီးစားကိုပဲဒေါသထွက်လို့ရှားသွားပြီပေါ့ဟုတွေးနေမိသည်။ ။ဆောင်ဝင်ပြလင်းပင်သုံးရတော့ဈေးထုတ်ရအောင်မှတေချာတော့စိုးချိန်ရဖြားလဲ။ချိုနေကယူပြစ်လိုက်တယ်လို့ပြောက်ကားသွား၏။အဖျားငွင့်ငွေသာရှိနေတော့စိုးချိန်။သူ့လက်ပွားထဲသို့တိတ်ခက်လက်ကလေးရောက်လာပြီးကလေးကရာအလုံးသည်ပြပြစုံချင်းသို့ရောက်သွားပြီ။ဒီခဏချစ်သူဖြစ်ပြီးမှငါအတွက်အချိန်နိုင်တွေကအရင်တော့ကလို့မှုတ်တော့ဘူးပါအချိန်နေပေါ်မူတည်ပြီးတော့နှိမ့်လိုက်ပြန်လိုက်ဖြစ်နေတယ် မေဆိုးနဲ့စကားလက်ဆောင်ကြနေတော့မြတ်မိုးဘာဖြစ်ရပြန်တယ်လဲဆိုတော့အကြည့်ပြန်လှမ်းကကြည့်လေသည်ချောဆုနဲ့အောင်ခန်းကဝါလုံးနဲ့အမားချစ်တန်းကစားနေကြသည်မြတ်ဆွေကရဟန္တာနဲ့ပုပ်ကိုသူကြီးများစာအုပ်ကိုဟန်ပါပါဖတ်ရင်းဆွေဆွေကိုအိုက်တင်ထောက်ခါနေသည်ဆွေဆွေကတော့ဘာကူမှစိတ်ဝင်စားဒီနေ့တက်တက်လို့စားတာမနေ့ကခောက်ဆွဲတုတ်ထဲမှာငံပြရီပါလာကလေးကလောကလုံးနဲ့ရံဖြစ်ရွေးချီတာနေသည်ချစ်သူ တက်တန်းတလအတွင်းတငယ်ချင်းတွေအားလုံးလည်းခင်ပင်နေကြပြီဖြစ်သည်ဒီနိုင်ကြီးက automatic ပေါ့လားတက်ခဲနိုင်ကြီးဆိုရင်တော့တက်ခဲအားကြရင်အဲ့လိုဖြစ်တတ်တယ်ကွာငါလက်ထဲကနိုင်ကြီးပြောတာမဟုတ်ဘူးကွာသိက်ခက်ကိုချစ်တဲ့စိတ်နဲ့အတူငါရင်ထဲမှာလည်းနိုင်ကြီးတစ်လုံးရှိတယ်အဲ့ဒီနိုင်ကြီးကဘယ်သူနိုင်ကြီးနဲ့မှလည်းမတူတကယ်ပါလုံးကတတ်မှတ်လက်ခံထားတဲ့အချိန်နေနဲ့လည်းမတူငါရဲ့စကားပြောရင်လူနာလည်းအောင်ပြောဆက်မှာဟာအတီလိုချောစုရာ တိခဲနံကားနဲ့အတူတူရှိနေတဲ့အချိန်ဆိုရင်မနေ့ခုနှစ်နာရီကနေညနေ၄နာရီထိကြာတဲ့နာရီပေါင်း၉နာရီကခဏလေးလိုပဲအခုလိုတိခက်ကိုစောင့်နေရတဲ့အချိန်ကြတော့၁စက္ကန့်နာရီကြေလောက်ကြာလို့ထင်ရအဲ့ဒါပြောတာအေးဆက်တွေးဆက်တွေးသိလာတဲ့ဝိတုတပိုရခြင်းလဲရမယ်ဘသူမှမသိသေးတဲ့တင်ချာနီးတနည်းကိုရှာဖွေတွေ့ရှိခြင်းနဲ့တွေ့နိုင်တယ်ဒါမှမဟုတ်မင်းရင်လည်းခောက်သွားလိမ့်မယ်နောက်ဆုံးချက်ကပုံနီးဆက်တယ်ကွာ တငယ်ချင်းတွေကတယောက်တစ်ပတ်ဝိုင်းကစကြတဲ့ဖြင့်သူဘာမှဆက်မပြောတော့တိတ်ခက်တက်လာမိကံပောင်းလန်းလှေကားကလေးတို့သာငေးနေလိုက်သည်ယင်ကဆိုခွန်းနိုင်ခွဲတာနဲ့အချောင်းကိုရောက်လာတဲ့ဒီတိတ်ခက်ဒီနေ့ဘာကြောင့်နောက်ကျနေပါလဲနောက်မကျစဘူးနောက်ကျတဲ့ဖြင့်သူ့စိတ်ထဲမှာစိုးရိမ်ပူပန်နေခဲ့သည်အော်ချစ်ကြပြီဆိုတော့လေဒီနေ့တနေ့တယောက်မျက်နာတယောက်မြင်မြန်တွေ့မြင်ချင်းလာပြီကြာကြာကြည့်နေချင်းသည် လက်ဖြစ်တည်းမှာကလေးတန်းဖြစ်ပြတ်သွားသောစိတ်အလင်းတွေအားလုံးချစ်သူပေါ်မှာစုပြုံကြရောက်နေသည်ထို့စဉ်ကံမောင်ပေါ်သို့စိမ့်ပြန်ရောင်ပရာဒိုကားလေးတစ်စင်းဝေါ်ကနေမောင်းကဝင်လာသည်ကားမောင်ပုံကရန်လုံးအာကြီးသဖြင့်ဆိုင်မှာထိုင်နေသူတွေအားလုံးကားကိုဝိုင်းကြည့်ကြသည်ကားကဆိုးချိန်တို့ဝိုင်းတင်ဗလန်မကန်တွင်ရှိသောတိကျိတ်အောင်မှာထိုးကရက်သည်ထိုးရက်ပြီးငိမ့်သက်သွားသောကားရှေ့ကန်တကား ွင့်ကရှင်းလာသူကတိခက်ဖြစ်သည်အားလုံးမထင်မှတ်ထားသဖြင့်ကြောင်သွားသည်တိတိခက်တိခက်ကသူတို့ရှိရာသို့တစ်ချက်ဝှေ့ကြည့်ပြီးအသာခေါင်းရံမျက်ရည်ပြပြီးဂါဤညာဘက်နှစ်ဘေးကအေးဆိုင်တဲသို့ဝင်ကထိုင်တော့မှနောက်ထပ်တကားတစ်ချက်ပွင့်လာကအကောင်ကလေးတစ်ယောက်ရှင်းလာသည်ဂျင်းပောင်းမိပြနူနစ်ပုရှက်အင်ဂျီဖြူကိုတက်ရက်စွာဝှက်ထားသည်လက်ထဲမှာကားတော့ကိုပျော်ရွှင်စွာဝှေ့ရန်ရင်းတိခက်နှစ်ဘေးကခုံမှာပော့ပော့ပါပါ ဝင်ကထိုင်လိုက်သည် ပြီးတော့တိခက်ကိုတခုခုကပ်ပြောကခက်ဟဟရည်သည်တိခက်ကသူတို့ဘက်သို့လှည့်၍ပင်မကြည့်စိုးချိန်မျက်စီထဲမှာပြဝေးကဘာလို့ရမှန်းမသိတော့ရင်တွေတဝုန်းဝုန်းခုန်ကပူလောင်နေသည်အဲ့ဟာဘာတူလဲအဲ့ဟာဘာတူလဲတိခက်ကိုလားအရင်တော့တိခက်ကဒီလိုတငယ်ချင်းရှိလားနင်တို့အဲ့လူကိုသိလားချော့စုအငါတို့သူ့ကိုမသိဘူး90ကတိခက်မှာအရင်တော့ကယောက်ျားလေးတငယ်ချင်းလည်းမရှိဘူးဘာသူ့အကြောင်းမှလည်း तू မပြောဘူးဘူးသူ့ကိုယ်တွေဘာရောဖြစ်နိုင်မလား တိခက်ကတူတဲ့တော့သမီးဟာဘာကူမှမရှိဘူး။အာမင်းဆိုရလေအခုဝမ်းခွဲနေပါလိဖြစ်မှာပေါ့ဟာဂျပန်ကအခုမှပြန်လာတာတို့ဘာလို့လဲ။အောင်ခန့်ကဆက်ပြီးပြီးမျက်နှာဖြင့်လန့်ကနောက်လေသည်။အောင်ခန့်မနှောက်နဲ့ကွာ။အဲဆိုရင်တခုခုတော့လောက်ကြအောင်ကွာငါနေလို့မရတော့ဘူးကွာ။ချွတ်စုနင်တို့တိခက်ဝိုင်းမှာသွားထိုင်ဟာမြောက်တဲ့ရှိတာကိုငါခန်းစားလို့ကိုမရဘူး။တိခက်ပုံစံကြည့်ရတာငါတို့ကိုမလာစေချင်ဘူးဟာလာစေချင်မှမရဘူးငါစေက ကောက်ကဆင်းစီခြင်းကတော့မျက်ရည်လှမ်းပြထားတယ်။အော်ဘာဖြစ်လို့လဲဟာမိန်းကလေးတငယ်ချင်းချင်းချင်းပဲဝင်းထိုင်တာပဲဟာတော့ပါဟာ။အော်ငါ့ကိုကူညီဆက်မဟာ။မျက်စိမျက်နှာပြက်ကတောင်လုံးချင်းကြီးစွာဖြစ်နေသောစိုးချိန်ကိုကြည့်ကဆွေဆွေနဲ့မေဆိုးတို့ထထွက်သွားသည်။ပြီးတော့တိခတ်တို့ဝိုင်းကိုဝင်းထိုင်ကြသည်။ပြီးတော့ရီရီမောမောစကားတွေပြောနေကြပြန်သည်။ဒါဘယ်နည်းနဲ့မှယူသားတဲ့သူမဖြစ်နိုင်ဘူးချောစု။ယူသားရင်ငါတို့ဝိုင်းကိုပဲခေါ်လာမှာပေါ့။အင်း လုံးဝမယိုးသားတဲ့သူလည်းမဖြစ်နိုင်ဘူးငါးဆယ်ကမယိုးသားရင်လည်းတိခက်ကဒီတိပဲခေါ်လာပါမလဲငါတို့အားလုံးဒီမှာရှိနေရသူတိနေရပဲချောစုပြောတာဟုတ်တယ်ဆိုချင်မင်းစိတ်အေးအေးထားစမ်းပါမိကလူကအားပေးရတာလွယ်ပါသည်ကာယကံရှင်ခံစားနေရတာကတော့တိတ်မလွယ်လားရှင်ခုံတန်တစ်ချက်တစ်ချက်စီကမေကွန်းတစ်ခုစီထုတ်ကပေးနေသည်ထိုနှလုံးသားကလာတော့မေကွန်းကိုပြင်နိုင်သောပညာရှိဒီကဘာပေါ်မှာရောဆက်ကြော်လာတယ်မှာပါမရှိဘူး ီကမောကစကားပြောနေကြသောမြင်ကွင်းကိုစိုးချိန်ကြည့်ရတာရင်ပူလှသည်အကြည့်ကိုတခြားဘက်လွှဲထားပြန်တော့လဲဘယ်လိုမှနေလို့မရဒုက္ခပါလားခဏကြာသွားတော့မှထိုင်ကုန်ကနေထကြသည်ထိုခဏကိုစိုးချိန်တော်တော်ခံစားလိုက်ရပါသည်ထိုပုဂ္ဂိုလ်ကကားပေါ်ကိုတက်ကကားကိုလှည့်တိခက်ကိုလက်ပြရင်မောင်းထွက်သွားသည်လူပုံကတော့လူကြီးတန်တန်ဝေကြီးပြည့်စုံသည့်အတိုင်းဝိုင်းထဲကဆိုတာမြင်ုံနဲ့မသိတာပါသည်သူထက်တော့များစွာတာလွန်သောအီအချင်းတွေ ဒီလူထံမှာရှိနေကြောင်းစိုးချိန်သဘောပေါက်ပြီးဖြစ်ပါသည်ခက်တီကတိခက်နဲ့ဘလို့ပတ်သက်နေတယ်လဲဆိုတာပဲဖြစ်သည်တိခက်ကတော့ပုံမှန်အတိုင်းပဲဘာမှတုံ့လုံမှုမရှိအေးအေးဆေးဆေးဝင်ကထိုင်သည်အဲ့ဒါဘယ်သူလဲတိခက်ဩရွှေဖုံးနဲ့ရွှေဖုံးအာလူအစတိုင်သားနာသလောက်နာမည်ကြီးကလည်းအောက်လာပြီလားရွှေဖုံးနဲ့ဟိဟိသူ့အဖိုးကပေးထားတာလေဟာရွှေဖုံးနဲ့မဟုတ်ဘူးလူပါပါပါသေးတယ်ရွှေဖုံးလူတဲ့ ရွှေဖုံးမှာဆိုမှလူဆိုတာသိပါတယ်ကွာဘက်နဲ့ရွှေဖုံးလို့ရွှေဖုံးကြက်တို့ရွှေဖုံးငှက်တို့တခါမှကြောက်ပါဘူးအေးပေါ်ကွာသူ့ဘာကြီးရဲ့မေတ္တာတရားခေကာလာမှာဒီကောင်ရဲ့လက်ခါကြွားမှုတွေကိုဖြက်စီးပြက်လိုက်တာပဲဒီကောင်ဘလောက်စတိုင်ထုတ်ထုတ်ရွှေဖုံးဆိုတဲ့နာမည်နဲ့တင်မဲစစ်ကြိုခေပြန်ရောက်တာပဲဟုတ်တယ်စစ်ကြိုခေမှာတော့ဒီကောင်ဖြစ်တယ်လို့လက်ရမယ်သဘောရှိတယ်ဒီအောင်တော်ကြစားမှာကွာသူနဲ့တိတ်ခက်ကဘလို့ပတ်သက်တာလဲရင်အရင်တော့မရှိဘူးဆို ချောဆုတော့မသိဘူးဆိုဘာဘာမှမဟုတ်ပါဘူးငါရအိမ်ကသဘောတူထားတာပါဘာအိမ်ကသဘောတူထားတာဟုတ်လားအမလီတိခဲ့ရဲ့အိမ်ကသဘောတူထားတာကိုတောင်မှဘာမှမဟုတ်ဘူးဆိုတော့သူနဲ့မင်းလာဆောင်မှပဲဟုတ်တော့မှာလားတိခဲ့မှာချစ်သူနဲ့လေဟော်ဒီဟော်ဒီ90ကောင်ဆိုရဲချစ်သူရှိတယ်လေတိခဲ့အားចောင်းကိစ္စတွေကိုလွယ်လွယ်လေးပော့ပော့လေးမတွေးဆမှာနဲ့ကွာချစ်သူရှိတဲ့မင်းကလေးတယောက်အတွက်အင်းရသဘောတူထားတဲ့ယောက်ျားလေးတယောက်ပါထက်ရှိနေရ ဘာမှမဟုတ်တော့ဘူးလေလားဆိုရင်စေဒေါသစိတ်အနှံငယ်တို့ကြောင့်စိုးချိန်လေးတန်ကတော်တော်ပြင်းသွားပါသည်သို့တော်တိခက်ကတော့စိတ်ဆိုးပုံမပြပါအဲ့ဒါတော့90ကောင်ပြောတာမှန်တယ်တိခက်ဒီကိစ္စကိုခက်ပေါ်ပေါ်လေးဘာမှမဟုတ်ပါဘူးလို့သဘောထားလို့မရဘူးအဲ့ဒါတစ်ချိန်မှာပြဿနာကျင်းတည်တက်မဲ့ကိစ္စကိုယ်ကလေးကစဉ်းစားထဆုံးပြထားဖို့လိုတယ်နင်တို့ကလည်းဟာငါပြောတာနားထောင်ကြပါဦးဒီလိုဟာဒီကောင်က ေဘေနဲ့ရှယ်ယာကိစ္စလေးတခုလုံးရင်းနဲ့အိမ်ကိုရောက်လာတာသူ့လောက်ကြီးကရင်လေးရလဲရှိတော့ပေဘေကဒီကောင်နဲ့နဲ့ထင်ကြီးတယ်မေမေကတစင်ပြောထားတဲ့စကားတွေရဲ့အယောက်ျားလေးနဲ့မှစိတ်မချတဲ့ငါ့ကိုဒီကောင်နဲ့ဆိုရင်စိတ်ချတတ်တာရဲ့ကိုကြည့်ပြီးကာကသဘောပေါက်ထားတာဒီကောင်ကလည်းအခွင့်အရေးသမားတော့မဟုတ်ပါဘူးအိမ်လာရင်ပေဘေတို့ရှိမှပဲစကားပြောပါညာတိလောက်ပါပဲဒီလောက်ပါပဲဆိုတဲ့စကားကိုဒီကောင်နဲ့ပတ်သက်လို့ဒီချင်းရစပြီးလုံးဝမပြောပါနဲ့တော့သိခဲ့ရဲ့ အဲ့ဒီကိစ္စကကို့အတန်းနဲ့တိခက်တဲ့ကိုခွဲသွားနိုင်တဲ့ကိစ္စကြီးပါငါကလည်းတိခက်ကဖိဖိကိုကြောက်ပါလို့သူ့ကိုလိုက်လိုက်ရော်ရော်ဆက်ဆန်တာပဲရှိတာပါတိခက်ကငါ့ကိုပဲချစ်တာအဲဒါကြောင့်ဘာမှမဟုတ်ဘူးလို့ပြောတာပေါ့ဇွဲပေါ်ချထားတော့သူ့လက်တစ်ဖက်ကိုတိခက်ကအကလေးနှစ်ဖက်ဖြင့်အုပ်မိုးစုပ်ကိုင်ကဖြစ်နေရင်ပြောလေသည်ကိုကတိခက်ကိုယုံပါတယ်ကိုမယုံတာကဖြစ်လာမဲ့အခြေအနေတွေကိုမယုံတာ ။အိုးမရဘူး။တစ်ခက်ကိုယုံရင်အလုံးယုံရမယ်။ဒါပဲဒါပဲ။တစ်ခက်နဲ့ပတ်သက်၍ကြည်လင်ဝင်းပါသောအချစ်စိတ်ကလေးတဲ့တွင်ပူယောင် တစ်ဆက်တော့ဆုံးကွက် ဝင်ရောက်သွားပြီးဖြစ်၏။ထို့ပူယောင်အဆက်ကလေးတစ်ဆက်ကိုဘာရက်စ်တကောင်လိုဆက်လက်ကြီးထွားမလာရအောင်ကြိုးစားရအောင်မည်ဖြစ်သည်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ကြပါ။